ကဲဘူးလက်လှဆိုရင်ကြမ်းဖို့ပါတီကခေါင်းဆောင်ဘိုင်းတွေကတယောက်လက်ရှိဒီရက်မှာကြက်ရိုက်နေတဲ့နေပြည်တော်ပလီကိစ္စနမတီတူပြောရတာနောက်ထောင်ပြောလေးလာပါဒီရက်စတဲ့ဘာတော်တယ်ဘာတော့ငါနေပါအနေဒီတော်မားရဲ့အပလီစားမလို့ကျွန်တော်မေးကြည့်တယ်လူစီမီတရားကောမဒီတောင်းရှိရပေါ့ခဏလေးမှ ်ဘယ်နေရာမှာဘာဆောက်လို့ခွင့်ပါတည်ဟာလည်းမရှိဘူးခွင့်ပြုတာလည်းမရှိဘူးဘူးလလာကြီးပြောတာဓမ္မဒီနေ့အောင်မင်းကအဲ့ဒီဗလီဆောက်တဲ့နေရာထိတွားပြီးရိုက်ပြနော်ဓမ္မအဖြေပဲဘယ်နေကြာပြောတာဒီရုံနဲ့ဒီမှတည်တည်လို့မှန်တည်နေတာအဲ့ဒါလည်းပြောတာပြန်နော် ဲ့ဒါအဖြေပဲနေပြည်တော်မှာဗနေရပလီမစားဘူးနိုင်ငံခြားပြောတာတွေမယုံနဲ့အဲ့ဒါအဖြေပဲတဲ့သူတို့ကနေပြည်တော်မှာနေတာတဲ့ဆိုတော့ဘူးနဲ့လှဆွေတို့ဒီချက်ဖို့ခေါင်းဆောင်နေရတိုင်းပြည်အာဏာကိုနှီးမျိုးစုံနဲ့ရဖို့ကြိုးစားနေကြတာအဲ့တော့ဘာအာဏာမှမရှိတဲ့အချိန်တောင်မှဒီလိုပြောင်းလဲပြောင်းစားလုပ်တယ်ဆိုရင်သူတို့လက်ထဲကိုအာဏာသာရောက်ဝိုင်းရင်ဒီတိုင်းပြည်ကိုဘယ်လိုလုပ်မလဲစဉ်းစားကြည့်နော်ဒီမှာသူတို့တွေကပဲနော်ဖုတ်ထောက်ခံတဲ့အောင်မင်းဒီမှာကြည့်လိုက်

န်လေးနော်မြန်မာချင်းလာပြူဆောင်တာအိုင်အိုင်ဘယ်မှာရှိဘောငနေလေးသိပြီးတော့ဟိုလို့ပေါ့လေတကယ်ကြောင်ကြတယ်ပြောရအောင်ကြောင်ကြတယ်ဆိုတဲ့နေရာပေါ့နော်ဒီသစ္စာကြီးပါဆိုတော့ဒီမှာကတော့ညံညံကဟိုဒီကြီးပုံပေါ်မယ်စိတ်ရောဒီပေါ်မှာကျွန်တော်ဟိုစိတ်ရောနေတော့ကိုယ်ရည်များတော့ဒီနေရာစိတ်ရောဒီကိုယ်ရောများတယ်နောက်ဒီကိုယ်ရော ီဗီဒီယိုခံလေးတော့ပြုံကြည့်ပါနော်။အဲပြီးတော့မှတစ်ဝက်လောက်နေပါတော့ရှိပြီ။ပြီးမှကျွန်တော်ပြောမှာတိလာ။ဇော်နိုင်ရအောင်ကျွန်တော်တို့အခုလက်သားပြောတာရိုက်တာဖြစ်ပါလေ။အဲ့ဒီကကျွန်တော်အခုရောက်နေတဲ့နေရာကဟို online ပေါ်မှာပါ။ဟိုဒီ group online အကြောင်းလေးတွေဝေဝါရကွဲနေကြတယ်။ကျွန်တော်တို့ပါလေဒလီဆောက်ရဲ့ဆိုတဲ့နေရာကိုရောက်နေတယ်။ online ပေါ်မှာဝေဝါရကွဲရဆိုတာကသူတို့ဖွင့်ချင်းချင်းတော့ဒီစစ်ခွေးတွေဖွင့်တဲ့အတိုင်းဝိုင်းမှာဖြစ်နေတဲ့ပြဿနာ။တော်လန်ပြည်သူကတော့ သူတို့ဖြစ်နေတဲ့အရာကိုထိုင်ကြည့်နေတာเนาะအဲ့ဒါပဲလာမယ်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 အဲ့ဘာတဲ့မော်ကဒီမှာဒီမှာဒီမှာဆိုင်ဘာဆိုင်ဘာရေးကြတာကတော့ကျွန်တော်တို့ဒီမှာကဒီလိုစီရင်တဲ့အရေးပုံဒီခွင့်ပြုချက်လေးဆောက်လုပ်ပေးတယ်ခွင့်ပြုအမှတ်ကတက်တော်များတင်လာ24 35ပါတော့နိုင်ငံရှိအစ္စလာမ်ဘာသာဝင်များအတွက်အာဏာပြုလုပ်ငန်းဆောင်ရွက်ရန် ်ဒီနေရာချိုက်ပါသူရဲ့ဥတန်းထုံးတယ်နော်ဘယ်လိုဒီရက်ကအင်းမနာမျိုးပြလဲဒီရက်ဆိုဘောင်းဒီမနာမျိုးနဲ့34တိမန်တန်းချက်ပေါ့နော်အစာဦးဆိုင်ရာချက်လက်များမျိုးစားအထက်မျိုးချက်ကြီးအစီအစီပလက်တမန်တဲ့အတိုင်း ဆိုင်ရဦးကြီးချင်းချင်းနေတိုင်းတော့ဒီချန်ပြူတွေဆက်ကြတယ်ကော်ချန်ပြူဆက်ကြတယ်နေရာလေးကတော့ပြောရတော့ဘူးနေရပ်တဲ့နေရာတော့ပြင်ကြီးနေတာပေါ့ဘူးဘယ်တော့မှဆိုရင်တော့ကျွန်တော်တို့လူကောင်းတဲ့ဆက်မှုဆိုတဲ့မျိုးပါရှိအောင်ဆက်မှုဆိုတဲ့မျိုးပါရှိဆိုတော့ဒါကဒီမှာတရှိကျွန်တော်တို့ကိုယ်တိုင်လာကြည့်တဲ့အချိန်ပါလားနော်ကိုယ်တိုင်ကြည့်တဲ့အချိန်ပါတရှိနေတာကတော့နေရာပြည့်လို့မဟုတ်ဘူးလေအဲကျွန်တော်တို့ဒီလိုကလေးတိတ်နေတဲ့နေရာရှိတယ် ်ဒါကြောင့်ဒီစံပါပါဝင်ကြောင်းရောက်ပြည့်ရဲ့ဒီအဓိကကျတော့ချန်နယ်ကတ်ဖို့ပဲလုပ်နေအောင်ကျွန်တော်ပြရပါမယ်เนาะ။ဒီအရကျွန်တော်တို့ဟိုဝိုင်းပေါ်မှာဟိုပြောနေကြတယ်ကျွန်တော်တို့ဒီစံပါပါဝင်ရဲ့ဘယ်လိုကြောင်းဆောင်လဲဆိုတော့ဆောင်လဲဆိုတဲ့နေရာပါ။ဆိုတော့ကျွန်တော်တို့ကလည်းကျွန်တော်တို့ဆက်ပြီးတော့ဘုရားခရီးဘုန်းနဲ့ဆိုတော့ဒီကနေ့ကျွန်တော်တို့တင်ပေါင်းပြီးတော့ရဲ့ဒီဒီတော့ကျွန်တော်ကျွန်တော်တို့တေရောရှိနေတယ်เนาะ။တေတေကတော့အဲအဲ့တေရောရှိနေတယ်နေရောရှိသူတို့ဒီဘက်မှာ တဲ့တရားလေးဒီရပြည်နယ်လာရတော့ကိုစားပြီးစားပြီးဒီစားတာဘာကြောက်လဲဘယ်လိုရှိမလဲနော်အော်လေဒါရှိတော့ဘယ်လိုလဲခြံရုပ်တာမှာတော့ဘယ်လိုလဲဒီချက်ဒီလိုတို့ခြံရုပ်တာပဲခြံရုပ်တာလည်းအဲ့မှာရှိရဲ့ဆိုဘလိုပဲဒီတိုင်းဒီခုံနေရတော့ပြရတယ်ဒါတော့လက်ရှိဘုန်းမနော်ဟုတ်လားကဲတွေ့တယ်နော်အဲ့တော့နိုင်ငံခြားကစကားတွေနည်းနည်းပြလို့ရှိရင် ပြည်ပကလူတွေပြောလိုက်အာနိုင်ငံတကာမြှောက်ပေးတာလို့ပြင်ပေးတာလို့နိုင်ငံခြားစကားတွေမပြောနဲ့ဆိုတဲ့စကားတွေနဲ့เนาะစိုက်ဝါးတွေထည့်ပြီးတော့သူတို့ရဲ့လောက်ရက်တွေအားလုံးကိုဖုံးပြလာကြတဲ့အကျင့်စရိုက်ကဒီနေ့ထိလက်ကင်ထားတာအဲ့တော့ဒါချမ်းဖို့ပါတီရဲ့ခေါင်းဆောင်ပိုင်းတယောက်ကမတိနဲ့မတိဘူးပြောလေဟုတ်တယ်မလားအာစီမီယိုမေးကြည့်တယ်ဘာစားလို့ခုမှမရှိဘူးဘာဖြစ်လဲဒါကမင်းအောင်နိုင်ပေးလုတ်ပလိုက်တာနော်မင်းအောင်နိုင်ကလည်းဒီအစ္စလမ်ဘာသာဝင်တွေကိုစေတနာရှိလို့နော် လုတ်ပေးတာမဟုတ်ဘူးဒါပေမဲ့လို့တသက်လုံးကကလာကလာអော်ပြီးတော့អ៊ីស្លាមបារ៉ាကိုတိုက်ခိုက်နေတဲ့အဲ့ဒီဒီဘောမအုပ်စုပေါ့ဘောမအုပ်စုကအခုကဒီកောင်ကြီးကဘာဖြစ်လဲဆိုတော့เนาะဟိုအစာနေနဲ့ခွေးလိုပဲတသက်လုံးတို့អော်လာတဲ့အရာကြီးကိုတို့တာလနာပြုမင်းကြီးပါဆိုပြီးတော့တို့လှော်လာခဲ့တဲ့တို့ခေါင်းဆောင်ကိုတိုင်ကဒီလိုပလီဆောက်ခိုင်းလိုက်အတွက်တို့တို့မှာ ဘာလုံးလို့လောက်ကမှန်းလည်းမသိဘူးကန့်ကွက်လည်းကန့်ကွက်မရေဘူးဖေချကန်ဒီမှာကန့်ကွက်လို့ရှိရင်ကန့်ကွက်လိုက်ကောင်စော်ကန်ဒီမှာအခုဒါမဖတာဘုန်းကြီးတချို့ကတော့အာနိုင်ငံတော်ပြန်စဉ်းစားပါဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့စာတင်တာတွေ့တယ်အဲဒီလောက်ပါပဲနော်အခုဒီနေရာမှာ NLD အစိုးရတာနေပြည်တော်မှာဒီလိုလူမရှိတဲ့နေရာမှာဘလီစောက်ခွင့်ပေးမယ်ဆိုရင်အခုနော်စနိုက်ပါစုတို့နော်လက်ရှိဘောမတွေပြောနေတာ2008အခြေခံဥပဒေနဲ့ညီတာလို့ เนาะဥပဒေနဲ့အညီဆောင်ရင်မပြောတာလို့ပြောနေတယ်မဘာသာအရေးချုံတချို့ဥပဒေဆိုတာဘာကိုပြောတာလဲဥပဒေနဲ့အညီဆိုတာဘယ်ဟာအောင်ကြီးတာလဲဥပဒေဆိုတာမင်းအောင်နိုင်လို့တို့လိုက်လောက်တာကိုဥပဒေလားမင်းအောင်နိုင်လောက်တဲ့မြတ်ကဥပဒေလားမင်းအောင်နိုင်လောက်တဲ့မြတ်ကဥပဒေနဲ့ညီတာလားကျွန်တော်ပြောပြမယ်ဥပဒေဆိုတာကျွန်တော်တို့ဥပဒေတစ်ခုဆိုတာက အရှိမတရားဆိုတဲ့စကလုံးပါတယ်တရားဥပဒေဘာလို့ဆိုတော့ဥပဒေဟာ တပုံကောင်းဆောင်ကလည်းဥပဒေထုတ်ပြန်တာပဲဓမြကလည်းဥပဒေရှိတာပဲတခိုးကလည်းဥပဒေရှိတာပဲနော်ဘယင်ကလည်းဥပဒေရှိတာပဲစင်းရဲသားလည်းဥပဒေရှိတယ်တထဲလည်းဥပဒေရှိတယ်လူတိုင်းကဥပဒေတွေရှိကြဒါပေမဲ့ကိုလိုရာကိုစွဲပြီးတော့ပြဒန်းတဲ့အရာကဥပဒေလိုပဲခေါ်တာဒါပေမဲ့ကျွန်တော်တို့ကတရားဥပဒေချစ်ဖို့လိုတယ်တရားဥပဒေမှသာလျင်ပြည်သူတွေအားလုံးကိုကာပါပေးနိုင်တာကောင်းမွန်စွာနေထိုင်တဲ့လူတွေကိုကာပါပေးနိုင်တာ အစ္စလမ်ဘာသာကိုတစ်သက်လုံးခုလုံးလို့လူမျိုးရဲ့မိမွေဘာသာရဲ့မိမွေနိုင်ငံကိုလိုတော့မတည်ငြိမ်ခြင်းမတည်ငြိမ်အောင်လုပ်ပေးတယ်တည်ငြိမ်ခြင်းချက်ချင်းပြန်ထိန်းတယ်အဲ့ဒီပုံစံမျိုးနဲ့ကစားပွက်ပုံစံမျိုးဖန်တီးလာတာကျွန်တော်နိုင်ငံမှာနှစ်ပေါင်းဘယ်လောက်ရှိနေပြီနော်အဲ့တော့ပြောချင်တာကကျွန်တော်တို့ဒါဟိုဒီကိစ္စနဲ့ပတ်သက်လို့အစ္စလမ်ဘာသာဝင်တွေကဗာပြောဆိုတော့ဟိုကိုနေ့ဆိုဟိုကျွန်တော်အရှိဗီဒီယိုဖိုင်ထဲမှာဆိုရင်အဲအစ္စလမ်ဘာသာဝင်တယောက်လာမှန်ထားတယ်မင်းအောင်လိုက်ဖြောက်ပေးတဲ့ပတိတွားမတက်ဘူးတဲ့နော်အချားမလီတာတက်မယ်တဲ့ စေတနာပါလို့စောက်ပေးတာမဟုတ်ဆိုလူတိုင်းတည်တယ်လေဒါပေမဲ့အခုဖြစ်နေတဲ့ကိစ္စသူတို့ဘောမှချင်းချင်းတပုတ်ကိုဖြစ်နေတာတော်လန်ပြည်သူနဲ့တော်လန်ရေးဘက်ကအတိုင်းဝိုင်းအားလုံးကဒီကောင်တွေဖြစ်နေတဲ့ဟာကိုထိုင်ဟားပေးနေတာဟောတက်တလုံးအော်လာတာလေအာနေမင်း OIC ထောက်ပံ့အစား OIC ကထောက်ပံ့ပြီးတော့လုပ်နေတာလို့အဲ UNG ကိုဆွဆွဲနေတယ်မှာသူတို့ဟုတ်တယ်နော်ဒါပေမဲ့သူတို့အမဲ့လင်လဲဘလီနေပြည်တော်ကြီးမှာနော်ဒီဖြစ်နေမှာမဟုတ်နေပြည်တော်မှာဆောက်ကန်းဆောက်ကန်းလိုက်ကောအဲ့ဒါဥပဒေနဲ့ကြီးတာဟဲ့အမဲတော်တော်ဖာကြရဲတဲ့ကောင်တွေနော် ။ဆောက်ရက်တွေလည်းမရှိကြဘူး။ဆွေချင်းဥပဒေနဲ့ညီသွားတယ်။အဲ့တော့ဥပဒေနဲ့ညီတယ်ဆိုတော့ဘယ်ကညီတာလဲ။ဆောက်ခိုင်းတာဘယ်လိုဆောက်ခိုင်းလဲ။မင်းအောင်လည်းဆောက်ခိုင်းတာ။အဲ့ဒီဆောက်ခိုင်းတဲ့ကောင်ကဥပဒေနဲ့ညီတာ။ဒါမင်းတို့ပြောနေတဲ့2008ချိန်ကဥပဒေအရဟမ်တမနာကျွန်တော်ခဏခဏပြောပါတယ်။တမနာတော့မဟုတ်ဒုတမနာ။တမနာတောင်ဝင်ကိုယူလိုက်တာနဲ့တစ်ဖက်မှာလွတ်တော်ကိုယ်စားလှယ်ဖြစ်နေချက်ချင်းပြက်ပြက်နိုင်ငံဝန်ထမ်းဖြစ်နေတဲ့အဲ့တောင်ဝင်ချက်ချင်းပြက်ပြက်ဆိုတော့အခုမင်းအောင်လည်းယာရီတမနာတောင်ဝင်ယူထားတယ် ဟမ်တစ်ဖက်မှာကာကွယ်ဦးစီးချုပ်ဆိုတဲ့ယာတို့ကဘူးဒီမစွန့်လို့ရဘူးကြောက်တာကြောက်တာဟမ်ဘလူးကမယုံတာအဲတယောက်တယောက်ပေးသွားလို့သူမနိုင်တော့သူ့ပြက်ဖင်ချမှာစိုးလာဘူးအဲ့ဒီအတွက်ဥပဒေကိုသူတို့ကိုယ်တိုင်ပြတန်းထားတဲ့ဒီ2008ကိုသူတို့ကိုယ်တိုင်ပြန်ပြီးတော့တရားဝင်ချိုးဖောက်ပြီးတော့ယာတို့ယူထားတယ်နော်ဒါအရှင်းမှာဥပဒေကိုကြော်လွန်ပြီးတော့နော်ယာစရတိပုံမှန်ကိုကြော်လွန်ပြီးတော့အာနာတိမ့်ပြီးတော့နိုင်ငံတော်တစ္ဆာဖောက်ပြက်မှုပုံကံမှုကျူးလွန်ထားတဲ့ပြစ်မှုကြီးမပါတယ်ဘူးနော် လက်ရှိလောလောဆယ်အနေထားကိုပဲပြောပြတာအဲ့တော့စံလုံးတဲ့ကောင်ဝင်တွေကဥပဒေနဲ့မညီတဲ့ဟာဘယ်နေရာကိုဥပဒေနဲ့ညီတာလဲနော်ကပြောတတ်မအောင်မောကောင်ကကြောင်ကြိုကြောင်ကြားနှောင်းချစ်သေးရပောက်ပန်း၄၀ဟိုဘာသာပေါင်းဆောင်အတူတူရှင်တွဲနေထိုင်ရမှာလို့အဲအခြားဘာသာတွေကိုဟိုဆောက်ချောက်ကမှာလို့ကာဝယ်ကမှာလို့အဲအခုအခုကြမှာဆွဲထုတ်နေကြတာဥပဒေတွေဟမ်တတလုံးကလာကလာဟဲ့တော့အောင်စန်းစုကြည်တတလုံးကလာနဲ့ပေးစားရတဲ့ဟာတွေအလန်ဒီတဲ့ရင်ကလာနိုင်ငံဖြစ်မယ်ဆိုတဲ့ဟာတွေအခုကျတော့တဲ့ ။အဲတိတ်တိတ်ဆိုတော့အဲ့ဒါကျွန်တော်တို့နိုင်ငံမှာရှိတဲ့ဒီဒီအောက်စုဝလူနေစုပါဗျာ။နော်လိုက်ပွေးနေတဲ့အဲ့ဒီလူနေစုနော်မပါတလို့ဆိုရင်တောင်မှမပါတဆရာတော်တွေအများကြီးရှိတယ်။အခြားဆရာတော်တွေဆိုရင်အများစုဆရာတော်ကမပါတဆိုတဲ့စကားလုံးတကယ်ကောင်းတဲ့စကားလေ။အမျိုးပါတာကိုကောက်ကဲဆောက်ရှောက်တာဒါမင်္ဂလာတရား။ဟမ်အဲ့ဒီတွေ့မပါတာဆိုတဲ့စကားလုံးကိုဘာသာကိုချစ်ကြတယ်ဘာသာချစ်စိတ်လွန်ခဲ့တယ်လူမျိုးချစ်စိတ်လွန်ခဲ့ကြတယ် အဲ့ဒီပုံမှာအခွင့်အရေးယူပြီးတော့ဒီလက်ချိုးရီလို့ရတဲ့အရေးဂျုံတွေကမလုပ်လဲဆိုတော့အဲ့ဒီယောဒာဖြူစင်နဲ့ဘာသာသာသနာချစ်စိတ်တွေကိုခုတုံးလုပ်ပြီးတော့မဘာတာအင်အားပြည့်အောင်တိဆောက်တယ်။ပြီးရင်ဒီမဘာတာခေါင်းစဉ်နဲ့သူတို့လုံချင်တာချောက်လုပ်တယ်။ဒါတသက်လုံးဖြစ်လာတာ။အဲ့တော့ဒါကိုကြည်ချင်းအပြည့်ကျွန်တော်တို့တွေဟာကောင်းကောင်းတဘောပေါက်ကြဖို့လိုအပ်တယ်။နော်အခုဘူးလက်ပြောတဲ့စကားနဲ့လက်ရှိသူတို့ဖြစ်နေတဲ့အနေအထားတွေအားလုံးဟာဒါကျွန်တော်တို့နိုင်ငံအတွက် ဒီလူအုပ်စုရဲ့ဒီအတိုင်းဝိုင်းရဲ့အဆင့်အတန်းဒီအတိုင်းဝိုင်းရဲ့ဇယိုက်နော်ဒီအတိုင်းဝိုင်းရဲ့စိတ်တွေတဘောထားတွေကိုဒါမိမောင်းထိုးပြလိုက်တာပဲနော်ကကြည့်ပလီးဆောင်နေတာကိုဘူးလက်ချက်ချင်းပြောင်းလိမ့်မယ်နော်တတလုံးဒီကိစ္စကိုအော်လာတဲ့ကောင်လေးအခုကျတော့တခွန်းမပြောရဲဘူးချက်ချင်းဥပဒေနဲ့ညီကုန်တယ်နော်အဲ့တော့တို့တို့တွေဖြစ်နေတာကျွန်တော်ကြည့်တယ်ဩတို့တို့တွေကတော့ဟိုဆောက်ရှက်မရှိလို့ထွက်ရှင်းပြတာရှင်းပြတာမှဆောက်ရှက်တွေကွဲနေကြတာအခုလိုဖြစ်နေတာ ဘောမတွေကလေဒီပလီကိစ္စနဲ့ပတ်သက်လို့တို့ကြိတ်မနိုင်ခဲများဖြစ်ပြီးတော့ဟိုဘာမှလှုပ်เสียမှရှိတာဥပဒေနဲ့ညီပါတယ်ဆိုပြီးထွက်ပြီးကာကြတာသူတို့ကာလေသူတို့စောက်ရက်ပွဲတွေနော်ဒါကိုလည်းအစ္စလာမ်ဘာသာဝင် အများစုအကောင်းကောင်းကြည့်တယ်ဒါဟာမင်းအောင်နိုင်နိုင်ငံသူ့နဲ့ထွက်ပေါက်အတွက်သူ့အတွက်သူ့ကိုယ်ကျိုးအတွက်ဒီအစ္စလာမ်ဘာသာကိုခုတုံးလုပ်ပြီးတော့စော်ကားတာပဲနော်အဲ့တော့ဒီပလီယာအစ္စလာမ်ဘာသာဝင်တွေကိုမေးကြည့်ပါမင်းအောင်နိုင်စေတနာနဲ့စောက်ပေးတာလို့ထင်လား ခုတုံးလှုပ်ပြီးတော့စောက်တာလို့ထင်တာအဲ့ဒါအဖြစ်ပဲအဲ့တော့ကျွန်တော်တို့ဒီနိုင်ငံဟာဗျာအရင်အစိုးရ9နှစ်တော်ရတဲ့အားလုံးနဲ့တိပါတယ်နော်ဘယ်သူကလူပွားဝဝင်ရှိတယ်နိုင်ငံဘလို့ပြောင်းလဲဝတယ်နိုင်ငံသားတွေဘလို့ဘဝနဲ့နေရလဲ9နှစ်တည်းနော်အဲ့ဒီ9နှစ်တောင်သူအာဏာကိုမရဘူးနိုင်ငံတကူမှအာဏာအရှိဆုံးဖြစ်တဲ့နော်နေဆက်ရေးရကာကွယ်ရေးပြည်သေးရေးဒီ၃ခုကို NLD အစိုးရစီမံပိုင်ခွင့်မရှိသလို့ နောက်ဆုံးစရင်စစ်ပိုင်ဝင်အောင်မရှိဘူးဒါမဲ့ဘတ်ဂျက်တော့အဲ့ဒီဝင်ကြီးဌာနတော်ဦးတွေအန်နီအစိုးရကသူတို့ရှာဖွေထားတဲ့ဒီအခွန်တွေအမုန်းခံပြီးကောက်ထားတဲ့အခွန်တွေတဲကအဲ့ဒီဌာနတော်ဦးကိုဘတ်ဂျက်ဖွဲ့ပေးရတယ်ဒါပေမဲ့အဲ့ဖွဲ့ပေးတဲ့ငွေတွေကိုမင်းအောင်လိုက်နေဘလောက်ခိုးထားလဲနေဘလောက်တုံးလဲစရင်စစ်ပိုင်ဝင်အောင်မရှိခဲ့ဘူးစဉ်းစားကြည့်အဲ့တော့အန်နီကအာနာရခဲ့တာလားနော်တောင်ဝင်ယူဝင်ရခဲ့တာလားအဲ့တော့တောင်ဝင်ယူဝင်လင်းရခဲ့တာတော့ အာနာတော်အပြည့်ဝမရခဲ့တော့အန္တဒီအစိုးရ9နှစ်မှာဘလို့ပုံစံနေရလဲလုံမှန်အကုန်တိကျပါလေနော်ကျွန်တော်တို့ပြောတာအန္တဒီကောင်းဖို့ပြောတာမဟုတ်အန္တဒီကကောင်းပါလေပြောတာမဟုတ်လက်ရှိကျွန်တော်တို့တိုင်းပြည်မှာအန္တဒီကကောင်းတဲ့တနိုင်ကံလုံးကိုလွှမ်းရှုံနိုင်တဲ့ပါတီကြီးကနှစ်ခုပဲရှိတယ်အန္တဒီကကောင်းတဲ့ပါတီရှိတာကြက်ဖို့နောက်ခုကအန္တဒီကကောင်းလားကြည့်တယ်အခုကြက်ဖို့ကောင်းတော့ဘူးလေအေးအဲ့ဒါအဖြစ်ပဲဒါကြောင့်မို့လို့ တော်နိုင်နိုင်ဖို့ပြောနေတယ်ဆိုတာဒီတော်နိုင်တိုက်နေကြတယ်ဆိုတာ NLD တို့တိုက်ကြလားဒီတိုင်းပြည်ပြည်သူတွေတိုက်ကြလားအဲ့ဒါအဖြေပါပဲเนาะအဲ့တော့ကျွန်တော်တို့ဒီပွဲဟာအခုလက်ရှိတော်နိုင်အခင်းချင်းဟာတော်နိုင်ဘက်ကနိုင်ဝါလို့တိုင်းပြည်ရဖက်ဒရယ်ဒီမိုကရေစီကိုဖြစ်သွားရင်အရင်ဆုံးတောင်းစားမှဒီစစ်တပ်လက်နက်ကိုင်စစ်သားတွေနောက်နောက်မှတိုက်ပြည်သူတွေကောင်းစားမှအကယ်၍ဒီတိုင်းပြည်မင်းအောင်နိုင်နိုင်ဝါရင် အရင်ဦးဆုံးဒုက္ခခံစားမှာအောက်ခြေစစ်သားတွေနေပြီးလို့ရှိရင်ဒီလူတွေအဲ့ဒါကျင်းနေပါလေเนาะအဲ့တော့ဒါမြင်အောင်ပြတာဒီကောင်တွေရဲ့ဖြစ်ပြနေတဲ့အရာ